မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူရှင်တွေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့မွေးနေ့ကိုအသုံးပြုပြီးရင်ကိုလိုရှင်နေတဲ့ငွေကြေးပမာဏကို manifest ပြုလုပ်တဲ့နည်းလမ်းပဲဖြစ်ပါတယ်မွေးနေ့ဆိုတာက ကျွန်ုပ်တို့အနေနဲ့ကဘာမြေကြီးကိုစတင်ဝင်ရောက်ပြီးရင်လူစတင်ဖြစ်လာတဲ့နေ့ဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ကိုအသုံးပြုရှင်ကတော့ကိုယ့်အတွက်ကောင်းမွန်မှုရှင်းသာကြွယ်ဝမှုတွေကိုသိဆောင်လာပေးနိုင်ပါတယ် ဒီနီးနှင်းကတော့ဆရာကြီးဘော့ပရိုတာရဲ့နီးနှင်းပဲဖြစ်ပါတယ်။ဒီနီးနှင်းဟာကို့ဘဝအတွင်းဘေးအရာအတွက်မဆိုရှင်းတာမှုတွေကြွေဝါမှုတွေပေါ်များမှုတွေအတွက်အခွင့်အရေးကိုရရှိနိုင်ဖို့ဒီနီးနှင်းကိုအသုံးပြုနိုင်ပါတယ်။အခုဒီဗီဒီယိုထင်းမှာတော့ဒီနီးနှင်းကိုအသုံးပြုခြင်းအပြင်ကိုလိုရှင်တဲ့ငွေကြေးပမာဏကိုဘယ်လိုဆွေးငင်ညွှန်ယူမလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်။ ဒီနေရာမှာလူအများစုကတော့ငွေကြီးနဲ့ပတ်သက်လို့မှားယွင်းနေတာလေးတွေရှိတယ်။အဲ့ဒါကတော့အလုပ်တွေအရင်စူးစမ်းပြီးရင်အပင်ပင်းခင်အနစ်နာခင်မှလူရှင်တဲ့ငွေကြီးပမာဏကိုရလိုက်မယ်လို့ထင်ပါတယ်။ဒါပေမဲ့အဓိက ပြုလုပ်ရမယ့်အချက်တစ်ချက်ကတော့ရှိပါတယ်။အဲ့ဒါကဘာလဲဆိုရင် ကိုယ့်ရဲ့အတွင်းကဘာထေကကိုယ့်ရဲ့ frequency တွေကို ပြောင်းလဲဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့အတွင်းကဘာကိုမပြောင်းလဲနိုင်တဲ့၍ ကိုဟာငွေကြီးရှာဖွေမှုတွေနဲ့စူးစမ်းရုံးကယ်နေရတဲ့အရှိအနေမှာဆက်လက်ရှိနေအောင်ပါပဲဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်ငွေဆိုတာ energy ဖြစ်တယ်။အဲ့ဒီ energy ဟာမြင့်တက်ကောင်းမွန်နေတဲ့အရှိအနေကို ရှိဖို့လိုတယ်။ဒါမှလိုရှင်တဲ့ငွေကြီးပမာဏတွေပေါများကြွယ်ဝမှုတွေဟာကိုယ်ဘဝထေးကို လွေကူမြဲဆင်စွာစီးဝင်လာမှာပဲဖြစ်တယ်။ ဒီလိုပြောလိုက်လို့အလုံးမလုံးရဘူးမစူးစမ်းရဘူးလို့တော့မဆိုလိုပါဘူးအဓိကကိုယ့်ရဲ့အတွင်းကဘာကိုပြောင်းလဲရမယ်လို့ပဲဆိုလိုပါတယ်ကိုယ့်ရဲ့အတွင်းကဘာကို မပြောင်းလဲနိုင်ဘူးဆိုရင် ကိုဟာဘလောက်ပဲစူးစမ်းစူးစမ်းဘလောက်ပဲအပြင်းမင်းတွေခင်အနစ်နာခင်ပေမယ့်ကိုယ့်ရဲ့ငွေကြီးကြီးဘဝအရှိအနေဟာအရင်တုန်းကတည်းတိုးတက်ပြောင်းလဲလာမှာမဟုတ်ပါဘူးအတွင်းကဘာကိုပြောင်းလဲရမည်ဆိုတာကကိုယ့်ရဲ့စိတ်နဲ့ကိုယ့်ရဲ့ mindset ကိုပြောင်းလဲရမည်လို့ဆိုလိုပါတယ် ို့ရဲ့စိတ်တွေကိုယ့်ရဲ့မိန့်ဆက်တွေကိုပြောင်းလဲနိုင်ဖို့ငွေရင်းကြီးနဲ့ပတ်သက်လို့မကောင်းတဲ့စကားလုံးတွေကိုမသုံးပါနဲ့ငွေရင်းကြီးနဲ့ပတ်သက်လို့အပြုသဘောမဆောင်တဲ့မကောင်းတဲ့စကားလုံးတွေကိုကျွန်တို့အနေနဲ့မကြာခဏပြောလေးပြောထားတွေရှိနိုင်ပါတယ်အဲ့ဒါတွေကတော့ဒါကိုငါမတက်နိုင်ဘူးဒါတွေကိုငါမဝေနိုင်ဘူးငွေကတစ်ပင်ပေါ်မှာပေါက်နေတာမဟုတ်ဘူး။ငါဘေးတော့မှရှင်းတာမှမဟုတ်ဘူး။ အဲ့ဒီလိုပြောနေတဲ့စကလုံးတွေဟာငွေကြီးနဲ့ပတ်သက်လို့မကောင်းတဲ့စကလုံးတွေပဲဖြစ်တယ်။ဒီစကလုံးတွေကိုတုံလိုက်တဲ့ဟာကိုယ့်ရဲ့စိတ်ထဲမှာကိုယ့်ရဲ့ယဉ်ထဲမှာငွေကြီးနဲ့ပတ်သက်လို့မရှိဘူးကင်းမင်းနေပါလေဆိုတဲ့စိတ်ခံစားချက်တွေဖြစ်ပေါ်စေတယ်။ဒီစကလုံးတွေကလည်းကျွန်ုပ်တို့ရဲ့စိတ်ကိုငြင်းစင်ဘဝကတည်းကလေ့ကျင့်ပေးထားတဲ့စကလုံးတွေဖြစ်တယ်။ ညီစဉ်ဘဝတုန်းကလူကြီးမိဖားတွေကကိုယ့်ကိုပြောခဲ့တဲ့စကားလုံးတွေရှိနိုင်တယ်အဲ့ဒါတွေကလေငါတို့ကဒါကိုအခုဝေဖို့မတက်နိုင်သေးဘူးချမ်းသာတဲ့လူတွေကအရင်လိုဖားကြည့်ရင်နေ့စီမှာငွေပင်တွေပေါက်နေလို့ထင်လို့ဒီလိုတင်ဖိုးကြီးတဲ့ပစ္စည်းတွေကိုနေလို့ရှင်နေသလားအဲ့ဒီလိုစကားလုံးတွေရှိကောင်းရှိနိုင်တယ်ဒီစကလုံးတွေကြောင့်ကျွန်ုပ်တို့ရဲ့စိတ်ထဲမှာရှားပါတဲ့စိတ်တဲ့ရှားပါတဲ့မိန့်ဆက်တွေဖြစ်ပေါ်လာနိုင်တယ်။ ဒီလိုမိတ်ဆက်ဒီလိုအတွေ့ဒီလိုစိတ်ကြဲတွေကိုမကြခဏတွေ့တောစဉ်းစားပြောဆိုမိတဲ့အခါကျွန်ုပ်တို့အတွေ့အဲ့ဒါတွေနဲ့ပတ်သက်လို့ယုံကြည်မှုတွေ ဖြစ်လာတယ်။ကျွန်ုပ်တို့ရဲ့စိတ်ထဲမှာငွေကြီးနဲ့ပတ်သက်လို့မရှိဘူးကင်းမင်းနေပါတယ်ဆိုတော့ယုံကြည်မှုတွေဖြစ်လာတဲ့အခါအဲ့ဒီယုံကြည်မှုတွေက ကျွန်ုပ်တို့ရဲ့ energy တွေဖြစ်လာတယ်အဲ့ဒီ energy တွေကိုကျွန်ုပ်တို့ဟာ universe ကို ထုတ်လွှဲပေးနေတာဖြစ်တယ် ဒါကြောင့်ငွေကြီးနဲ့ပတ်သက်လို့မကောင်းတဲ့စကလုံးတွေမကောင်းတဲ့အတွေ့တွေမကောင်းတဲ့စိတ်ခင်စားချက်တွေကို တွေးတောပြောဆိုစဉ်းစားနေတာတွေကရှောင်ကြည့်ပါ။ဘာဖြစ်လို့လဲဆိုရင် universe ဟာကျွန်ုပ်တို့လိုချင်တာကိုပေးနေတာ မဟုတ်ပါဘူး။ကျွန်ုပ်တို့ ਨੇ energy ကိုင်ညီတဲ့အရာတွေကိုပဲပေးနေတာဖြစ်ပါလေ။ အဲ့ဒီတော့ကျွန်ုပ်တို့ရဲ့စိတ်ထိပ်မှာမလုံလောက်ဘူးမပြည့်စုံဘူးလို့ခင်စားနေရမည်ဆိုရင်ကျွန်ုပ်တို့ဟာ universe ကိုမလုံလောက်ဘူးမပြည့်စုံဘူးဆိုတဲ့စကလုံးတွေအတွေးတွေကိုပို့လွှဲပေးနေတာဖြစ်တယ်အဲ့ဒီတော့ကျွန်ုပ်တို့ရဲ့ energy တွေကလေမလုံလောက်တဲ့မပြည့်စုံတဲ့ energy တွေပဲဖြစ်လာတယ်။အဲ့ဒီခါနောက်ဆုံးမှာတော့ universe ကလေမလုံလောက်မပြည့်စုံတဲ့အရာတွေကိုပဲကျွန်ုပ်တို့စီကိုပေးပို့နေမှာပဲဖြစ်တယ်။ငွေကြီးခြင်းနဲ့ပတ်သက်လို့ပြဿနာတွေအခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ လူသီးနေတဲ့နီးနေတစ်ခုရှိပါတယ်အဲ့ဒါကကိုယ့်ရဲ့မွေးနေ့ကိုအသုံးပြုတာပဲဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်ကိုယ့်ရဲ့မွေးနေ့ဟာကိုယ့်ရဲ့ energy source တစ်ခုပဲဖြစ်တယ်။အဲ့ဒီမွေးနေ့ဟာ ကျွန်ုပ်တို့အတွက်ကိန်းကနေဖြစ်ုံသာမက ကျွန်ုပ်တို့ဘဝအစရဲ့တိကျတဲ့ကုန်ငင်ပဲတစ်ခုလေးဖြစ်ပါတယ်။ကိုယ့်ရဲ့မွေးနေ့ဟာကိုယ့်ရဲ့ပုံကိုယ်ရေးဆိုင်ရာ energy ဖြစ်တယ်။ကိုယ့်ရဲ့မွေးနေ့ဆိုတာ ို့အနေနဲ့ကဘာကြီးမှာစတင်ပြီးလူဖြစ်လာတဲ့နေ့ဖြစ်တယ်။ဒါကြောင့်ကိုယ့်ရဲ့မွေးနေ့ဟာကိုယ့်ရဲ့မူလ energy ဖြစ်တယ်။ကို့အတွက်ဆိုရင်အရင်ကိုတင်ရှင်းတွေဖြူစင်တွေစွန်းအားရှိတွေချမ်းသာကြွယ်ဝမှုတွေနဲ့ကိတ်ညီစေတဲ့ကင်ကင်းဖြစ်တယ်။ဒါကြောင့်မွေးလေးကိုအသုံးချပြီးရင်လူရှင်တဲ့အရာတွေကို manifest ပြုလုပ်မိဆိုရင်အဲ့ဒီအရာတွေကိုလွေကူမြင်ဆင်စွာရရှိပိန်ဆိုင်စေနိုင်ပါတယ်။ လူရှင်တဲ့ငွေကြေးပမာဏကိုလူကူမြင်ဆင်စွာရရှိစေနိုင်ဖို့မွေးနေ့ကနေ့ကိုအသုံးပြုပြီးရင်လေ့ကျင့်ခန့်ဘယ်လိုပြုလုပ်ရမလဲဆိုတာကိုပြောပြပါမယ်။အဆင့်၁ကတော့ကို့အတွဲတိတ်ဆိတ်ငြိမ်သက်ပြီးရင်တက်တောင့်တက်တာဖြစ်နိုင်ပြီးနေရာတနေရာကိုရှာပါ။ပြန်ကိုရဲ့ရှိမှဖျောင်းတိုင်တချောင်းကိုမိထွန်းထားပါဒါအပြင်ကိုရဲ့ဘေးနားမှာငွေကြီးနဲ့သက်ဆိုင်တဲ့ဂီတသင်စဉ်လေးတွေကိုညင်ညင်သာသာဖွင့်ထားနိုင်ပါတယ် ဒီလိုငွေကြေးနဲ့သက်ဆိုင်တဲ့ဂီတသင်စင်လေးတွေကို YouTube ဗီဒီယိုတွေမှာလွေကူစွာရှာဖွေရရှိနိုင်ပါတယ်။တကယ်တော့မိတ်ဆွေအနေနဲ့ဇီဒီပထိုးတွေမှာရှိနေတဲ့ဆီလေးသင်လေးတွေကိုအသုံးပြုရှင်တွေဆိုရင်အသုံးပြုလို့ရပါတယ်။အစင်းနေ့ကတော့ဘောပဲတချောင်းနဲ့စာရွက်တွေကိုယူပါ ပြီးရင်စာရွက်ပုံမှာ ကိုယ့်ရဲ့မွေးနေ့ကို ကင်ကင်းတွေနဲ့ရေးရှာပါဥပမာဆိုပါစို့မိဆွေဟာ2000ခုနှစ်6လပိုင်း9ရက်နေ့မှာမွေးတယ်ဆိုရင်9.6.2000အဲ့ဒီလိုရေးလို့ရပါတယ်အခုဒီနေရာမှာ dot အစား slash ခံပြီးရေးမိဆိုရင်လေရေးလို့ရပါတယ်အဲ့ဒီလိုရေးတာကို20နဲ့တစ်ချိန်ရေးပေးရမှာဖြစ်တယ်အဲ့ဒီလို့ ကိုယ့်ရဲ့မွေးနေ့ကို စာရင်းချနေတဲ့အချိန်မှာအသက်ကို ဖြင်းကြီးစွာရှူပါအသက်ကိုလေးလေးနက်နက်ရှူပါအဲ့ဒီလိုစာရင်းချလိုက်တိုင်းစာရင်းချလိုက်တိုင်းကိုယ့်ရဲ့ဘဝထီးကို ချမ်းသာကြွယ်ဝမှုတွေစီးဝင်လာပြီးစီးစင်းနေပြီဆိုပြီးရင်စိတ်ကူးရင်ပါအဆင့်3ကတော့အဲ့ဒီလိုစာရေးချပြီးတဲ့အခါအတီးပြူးစကလုံးတွေရွက်ဆိုမှဖြစ်တယ် အဲ့ဒါတွေကတော့ချမ်းသာကြွယ်ဝမှုကတော့ငါ့ကိုမွေးဖွားတာနဲ့အတူတူကပါလာတာဖြစ်တယ်။ငါဘဝရဲ့ပထမဆုံးနေ့ကတည်းကငါဟာအရင်ကံကောင်းတဲ့သူဖြစ်တယ်။ငါရဲ့ခန္ဓာကိုယ်ထဲမှာကံကောင်းမှုတွေဟာစီးဝင်နေပါတယ်။ဒီလိုအတ္တမျိုးစကလုံးတွေကိုရွတ်ဆိုပြီးရင်အဲ့ဒါသည်အမှန်တကယ်ဖြစ်နေတယ်တော့ခံစားပါ။ပြီးရင်ကိုယ့်ရဲ့ဘေးပင်ဝန်းကျင်မှာရှိနေတဲ့ကိုယ့်ရဲ့ပိန်ဆိုင်တဲ့ပစ္စည်းတွေကို ကြည့်ပါ။ အဲ့ဒီလိုကြည့်ပြီးရင်မိတ်ဆွေဟာချမ်းသာကြွေးဝါးစွာနေထိုင်ရတယ်ဆိုတာကိုအတိအမှတ်ပြုပေးပါအဆင့်လေးကတော့ကိုလိုရှင်တဲ့ငွေကြေးပမာဏကိုသိမှတ်ရမှာဖြစ်တယ်မိတ်ဆွေအနေနဲ့တနားမှာဝင်ငွေဘလောက်လိုရှင်တလေအဲ့ဒီလိုရှင်တဲ့ငွေကြေးပမာဏကိုသိမှတ်လိုက်ပါဒီလိုလိုရှင်တဲ့ငွေကြေးပမာဏကိုသိမှတ်တဲ့အခါကို့အရင်အရှင်းထက်အရင်ကြီးအစပေါင်းမြောက်များစွာဝေးกว่าနေတဲ့ကိန်းကနေကိုတော့မသိမှတ်ပါနဲ့ ဥပမာမိတ်ဆွေဟာတလားမှာဝင်ငွေစေသိမ်းရတယ်ဆိုပါစို့အဲ့ဒီလိုဆိုရင် ကို့အနေနဲ့တက်မဲ့တင်တဲ့ငွေကြေးကတော့တလားမှာသိန်း100လောက်ကိုတော့တက်မဲ့လို့ရပါတယ်ကို့အီအရှင်နဲ့အရင်ကြီးဝေးကွာနေတဲ့တလားမှာဝင်ငွေသိန်း1000ရရှိမိဆိုတဲ့အဲ့ဒီလိုစကလုံးတွေကိုတော့မတက်မဲ့ပါနဲ့ဘာဖြစ်လို့လဲဆိုရင်ကို့ရဲ့စိတ်ကမယုံကြည်ဘူးဖြစ်နေတယ်ဆိုရင်တော့အဲ့ဒီ manifestation ကပြုတ်လောက်ရခက်ပါတယ်ဒါကြောင့် ကို့အရင်အရှင်းနဲ့နှီးဆဲတဲ့ကိန်ကနေတကူကိုတည့်မဲ့ပါမသိစိတ်ဟာတိကျပြတ်သားတဲ့အရာတွေကို နှစ်သက်ပါတယ်မထင်မရှားဝတ်တိုဝါတာဖြစ်နေတဲ့ကိန်းကနေတွေကိုတော့သူကအလုတ်ဖြစ်မှာမဟုတ်ပါဘူး။ဒါကြောင့် ကို့အနေနဲ့ကို့လိုရှင်တဲ့ငွေကြေးပမာဏကိုတက်မဲ့တဲ့အခါတိတိကျကျဖြစ်ဖို့လေးလိုအပ်ပါတယ်။အဆင့်ငါးကတော့ကို့တက်မဲ့ထားတဲ့ငွေကြေးပမာဏကို ရှေ့ကကို့ရေးခေးတဲ့ မွေးနေ့ရဲ့ဘေးမှာရေးရှာမှာဖြစ်တယ်မွေးနေ့20ခါရေးခဲ့တာမို့လို့20ခေါက်ရေးရှာပေးရမှာဖြစ်တယ်တကယ်လို့မိတ်ဆွေဟာကိုယ့်ရဲ့မွေးနေ့မှာမွေးတဲ့အချိန်ကို အတိအကျသိရဆိုရင်အဲ့ဒီအချိန်မှာအခုပြောပြနေတဲ့လေ့ကျင့်ခန်းကို ပြုလုပ်ပါတကယ်တော့အတိအကျမသိဘူးဆိုရင် နေ့လေ12နာရီတိတိမှပြုလုပ်ပါ ဒါပေမဲ့နေ့နေ့ဆင်းနှနာကြီးတိတိမှကို့အနေနဲ့ယုံတဲ့နေရတာရှိမိကြောက်တဲ့နေရတာရှိမိအဲ့ဒီလိုမအားတဲ့အချိန်တွေ ဖြစ်တည်ဆိုရင်တော့ကို့အားတဲ့အချိန်မှပြုလုပ်ပါတော့အကျင့်ပေးပါတယ်။အစင်း၆ကတော့ဒါရီကိုအကုန်လုံးရေးချပြီးရင်အဲ့ဒီစာရွက်ကိုကို့အနေနဲ့ပြင်ကြည့်ပါပြီးရင်ကိုရဲ့မွေးလေးတွေမွေးတဲ့အချိန်တွေကိုတမက်ထားတဲ့ငွေကြီးတွေကို ပြင်ကြည့်ပါ ပြီးရင်မျက်လုံးတွေကိုမှိတ်လိုက်ပြီးရင်အဲ့ဒီကိုတင်မဲ့ထားတဲ့ငွေကြေးပမာဏဟာကိုဘွားထေးမှာရောက်ရှိနေပြီဆိုပြီးတော့စိတ်ကူးရင်ပါကိုစီကိုဝင်လာတဲ့ငွေကြေးတွေကဘလို့ပုံစံမျိုးလေးဝင်းမင်းကြီးကဝင်လာတာလားကီပီကဝင်လာတာလားဒါမှမဟုတ် cash အနေနဲ့ဝင်လာတာလားဘဲအကောင့်ထေးမှာရှိနေတာလားအဲ့ဒီလိုပုံစံမျိုးစိတ်ကူးရင်ပါဒါတွေဟာကိုဘွားထေးမှာရှိနေပြီဆိုပြီးတော့ကိုပိန်ဆိုင်တဲ့ငွေကြေးပမာဏအတွက်ပျော်ရွှင်ပါဝမ်းမြောက်ဝမ်းသာဖြစ်ပေးပါ ြီးရင်နောက်ဆုံးမှာတော့ငွေတွေဟာငါးစီကိုလွေကူမြင်စင်စွာစီးဝင်နေပါပြီဆိုတဲ့အတီပြုစကလုံးကို21ခေါက်တီတီရွက်ပေးပါဒီနီးချင်းခန်းကြီးတစ်ခုလုံးကိုတစ်ခါပြုလို့ရင်9ရက်တီတီပြုလို့ပေးပါဒီတော့9ရက်ပြုတ်လို့ပြီးရင်ပြီးပြီလားဆိုရင်အဲ့ဒီလိုတော့လေမဟုတ်ပါဘူးကို့အနေနဲ့မကြာခဏ9ရက်တစ်ချိန်9ရက်တစ်ချိန်စီပြုတ်လို့ပေးပါ ဒီနီးချင်းခင်ကို မကြာခဏထက်တလေးလေးပြုတ်လုလာတဲ့အခါမိတ်ဆွေရဲ့ဘဝမှာငွေကြီးကြီးနဲ့ပတ်သက်တဲ့ energy တွေကိုဖန်တီးပေးလိုက်တာဖြစ်ပါတယ်။ ဒါကြောင့်ဒီလီချင်းခင်းကိုပြုတ်လုလိုက်တဲ့နောက်ပိုင်းမှာမိတ်ဆွေဟာငွေကြီးနဲ့ပဲတဲ့လို့ဘာမှပူပင်စရာမရှိတော့ပေဘဝမှာရှင်းသာမှုတွေကြွေဝမှုတွေရရှိပိန်ဆိုင်ပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်